ီလိုအကြောင်းရင်းတွေကြောင့်စင်ကာပူနိုင်ငံမှာတယောက်တည်းနေထိုင်နေရတဲ့ပြည်သူတော်အကြောင်းရင်းတစ်ခုကြောင့်မြန်မာနိုင်ငံမှာမနေထိုင်ရဘဲနဲ့စင်ကာပူနိုင်ငံမှာတယောက်တည်းနေထိုင်နေရတာကတမိလေးပြည်သူတော်ပါအားလုံးသိကြတဲ့အတိုင်းပြည်သူနဲ့အင်ရာဇာဇင်တို့ရဲ့တမိလေးပြည်သူတော်ဟာတနေ့ထက်တနေ့ပုံပေါ်ပြီးတော့လှသွင်းကြွယ်ကောင်းချစ်စရာကောင်းတာကြောင့်လည်းတနေ့ထက်တနေ့ကိုပြည်သူတော်လေးကချစ်ခင်အားပေးကြတဲ့ပရိသတ်တွေကလည်းများလာတာပါဒါကလည်းပြည်သူတော်ရဲ့မိဘနှစ်ပိုင်းအမွေအကြောင်းကိုစိုးရပါမယ်ပြည်သူနဲ့အင်ရာဇာဇင်တို့ဆိုတာကမြန်မာနိုင်ငံမှာအောင်မြင်ဆုံးထိတ်တန့်မှုပညာရှင်ဆုံးတွေဖြစ်ပါတယ် ဆိုပြတော့ပြည်သူရောအင်ဒရာဂျန်တဲ့တယောက်စလုံးကလူပညာရာမှလည်းထူးချွန်တယ်လို့စေတဝါရကလည်းကောင်းမွန်လာပြီးတော့ရုပ်ရည်အဖျင်နဲ့ငိမ်ပေါ်ကြည့်ရှုလိုက်ရတဲ့ဒီကိုစုံစားတဲ့အလှတရားတွေကိုပိုင်ဆိုင်ထားတာပါဒီလိုမျိုးတကယ်ကိုထူးချွန်တဲ့အရေးချင်းရှိပြီးတော့လှပတဲ့သူတွေကမွေးဖွားလာခဲ့တဲ့တမီးလေးပြည်သူတရာကတော့တော်တော်လေးကိုမှချောမောလှပလာပြီးတော့နတ်တန့်ကျွေးနဲ့တမီးလေးတစ်ပါးလိုတော့တင်စားနေရတဲ့အထိပဲဖြစ်ပါတယ်ငင်းစင်းတော့ကလည်းအရင်ကချစ်စရာကောင်းခဲ့တဲ့ခုလိုမျိုးစေကျော်တဲ့အရေးကိုရောက်လာတဲ့အချိန်မှာလည်းပို့ပြီးတော့လှပတာနဲ့တူပရိသတ်တွေရဲ့အာယုံကိုဖန်ဆားနိုင်ခဲ့ပါတယ် ပြည်သက်တွေရှေ့ကိုတိတ်ပြီးတော့မထွက်တာကြောင့်အယုံဆိုင်မှုနေပါနေခင်တွင်တခါလေးပေါ်ထွက်လာခဲ့ပုံရိပ်ဒီမှာဆိုရင်လေတမီးလေးပြည်သူတို့ရဲ့အလှတရားတွေကပုံမသိတာနေကြရပါမိသားစုလိုက်တဲ့ရောက်အပိတ်ကုန်ပြည်ဆိုင်နဲ့ပေါ်ထွက်လာတဲ့ပုံရိပ်လေးမှာတမီးလေးပြည်သူတို့ရဲ့အလှတရားတွေကပေါ်လင်းထင်ရှားလွန်နေကြပါတယ်သူပြင်းတော့ပြည်သူတို့ဟာမိမိမမိုက်နဲ့အရင်ကိုကြည်ကောင်းပြီးတော့ရိုးရိုးလေးပဲဖြစ်ဖြစ်ဆက်ဆက်လေးပဲဖြစ်ဖြစ်ဘလို့ပုံစံလေးမဆိုလိုက်ဖက်လုံးနဲ့ရုပ်ရည်လေးကိုပိုင်ဆိုင်ထားခဲ့တာပါအသားညီညီစိစိနဲ့ဒစိမ့်စိမ့်ကြည့်ရှုလေးပိုလာလာလေးဆိုတဲ့အလှတရားကိုပိုင်ဆိုင်ထားပြီးတော့ ။အချိန်လေးတစ်ဖက်ကလည်းသူမရဲ့အသက်ပဲဖြစ်ပါရင်မျက်ခုံးမျက်လုံးတွေကလည်းတကယ်ကိုလှပလို့မင်းအယုတ်ကလေးပြုတ်လို့တင်းစားလောက်တဲ့ထိပါမယ်။ဒါကြောင့်လူတွေတိုင်းကသူမရဲ့လှတရားတွေကိုမချီးကျူးမနေနိုင်အောင်ဖြစ်နေပြီးတော့ထိတ်တန်းမင်းသားမင်းသမီးတွေပေါက်ဖက်ထားတဲ့လှတရားကတလောင်းတိထူးခြားပါလားဆိုပြီးအမြဲလိုလိုချီးမွမ်းခံနေရတာဖြစ်ပါရင်ဒါကြောင့်ပြည်သူစွာလေးကလူပညာလို့တခုမှမလုပ်ရပါပဲ။အမာခံပရိသတ်တွေကမျက်မှားရှိနေတာပါ။သူပြင်တော့ပြည်သူ့တရားလေးရဲ့ TikTok ဗီဒီယိုနှစ်ပုဒ်ကြောင့်လည်း fan တွေကတိုးလာတာပဲဖြစ်ပါရင်ဒါပေမဲ့လည်းခုချိန်မှာတော့ပြည်သူ့တရားလေးကအကြောင်းရင်းတစ်ခုကြောင့်မိဘတွေနဲ့အတူမနေရပဲ စင်ကာပူနိုင်ငံမှာတယောက်တည်းနေထိုင်နေရတယ်လို့သိရပါတယ်ဒါကလည်းပြည်သူ့တရားရဲ့ပညာရေးဆောင်လည်းဖြစ်ပါတယ်ပြည်သူ့တရားလေးကအလဲတန်းနဲ့ထက်တန်းကိုစင်ကာပူနိုင်ငံမှာတယောက်မယ်လို့သိရတယ်ဒါကြောင့်လည်းအောင်းငါချီးကျူးနေကြတာပါထို့ဖြင့်တော့ PTU နဲ့ Intelligence တို့ရဲ့တမိနေပြည်သူ့တရားဟာကျောင်းစာနဲ့တော်တယ်လို့ဗကြီးနဲ့တော်တယ်လို့ဆိုပါတယ်ပြည်သူ့တရားလေးကဒီလိုမျိုးထူးချွန်ထက်မြတ်တဲ့အရေးချင်းတွေကြောင့်မိခင် UN နဲ့ဖခင် PTU ရဲ့တမိနေပြည်သူ့တရားလေးကိုစင်ကာပူနိုင်ငံကပညာသင်ကြားစီကိုဆုံးဖြတ်ခဲ့တာပါဒါပြင်ပြည်သူ့တရားလေးဟာတင်ငင်ရင်းချက်ပြီးတော့အရာရာကိုစူးစမ်းလေ့လာတတ်လို့လည်း အသက်16နှစ်ရွယ်မှာစင်ကာပူမှာတယောက်တည်းကျောင်းတက်နေရဖြစ်ပါတယ်။ကျေးဇူးတင်တော်လေးဟာစင်ကာပူတယောက်တည်းနေရတာနေသားကြပြီးတော့ယခုကြည့်ရှုနေကြတဲ့မိဘပြည်သူတွေအားရောစာတော်လုံးနဲ့တမိလေးပြည်သူတွေကိုဘယ်လိုမြင်ကြတယ်လဲဆိုတာပြောသွားကြပါအောင်။ဗီဒီယိုလေးကိုစောင့်အောင်ကြည့်ပြတဲ့အတွက်ကျေးဇူးထူပါတယ်တင်ရှိပါတယ်။နောက်ရက်တွေမှာလည်းဒီတက်ပို့ပြီးတော့စိတ်ဝင်စားဖို့ရကောင်းတဲ့ဆယ်လီတရင်ကြောင်းရလေးနဲ့ပြန်လာခင်ပါအောင်မရှင်။ကြောင်းလေးဖြစ်ပါရင်ပြည်သူတရားလေးကအလဲတန်းနဲ့ထက်တန်းကိုစင်ကာပူနိုင်ငံမှာတက်ရောက်မယ်လို့သိရတယ်။ဒါကြောင့်လဲအလုံးကချီးကျူးနေကြတာပါ ို့ဖြစ်တော့ပြည်သူနဲ့အင်တာဂျန်စင်တို့ရဲ့တမိတင်ပြည်သူသတားဟာကျောင်းစာနဲ့တော်တယ်လို့ဗီဂျီလဲတော်တယ်လို့ဆိုရတယ်။ပြည်သူသတားလေးကဒီလိုမျိုးထူးချွန်ထက်မြက်တဲ့အရေးချင်းတွေကြောင့်မိခင်ဦးဝင်းနဲ့ဖခင်ပြည်သူတွေတမိတင်ပြည်သူသတားလေးကိုစင်ကုန်နိုင်ငံကပညာသင်ကျောင်းစီကိုဆုံးဖြတ်ခင်တာပါ။ဒါပြင်ပြည်သူသတားလေးဟာတင်ငင်ရင်းကျက်ပြီးတော့အရာရာကိုစူးစမ်းလေ့လာတတ်လို့လဲအသက်30နှစ်ရွယ်မှာစင်ကာပူမှာတယောက်တည်းကျောင်းတက်နေတာဖြစ်ပါတယ်။ပြည်သူသတားလေးဟာစင်ကာပူတယောက်တည်းနေရာနေသားကြပြီးတော့ယခုကြည့်ရှုနေကြတဲ့မိဘပြည်သူတွေအရောစာတော်လုံးနဲ့တမိတင်ပြည်သူသတားကိုဘယ်လိုမြင်ကြတယ်လဲဆိုတာပြောတော့